ဲအားလုံးပဲမိကလာဒီနေ့ကတော့စကလုံးတွေလည်းမပြောဘူးစကလုံးအကြောင်းတွေလည်းမပြောဘူးဘာသာပြန်တာတွေကို ကြည့်ပြီးတော့လိုက်ပြီးတော့ blame မဖြစ်ပါနဲ့ damn စားရပါမ blame ပါဘူးဘာသာပြန်ကြံခဲ့တဲ့ဟာတွေ error ဖြစ်နေတဲ့ဟာတွေပြီးရဟာတာတွေပြီးဘာသာပြန်တာ အရန်လမ်းတဲ့ဟာတွေတကယ့် special လမ်းတာနော်အဲ့တွေကိုကြည့်မှဖြစ်ပါတယ် ်မောက်ဆုံးဗီဒီယိုတစ်ခုကြည့်လိုက်ရအောင် impressive hey have a drink it's on the house ကဲအဲ့ဒီမှာသူဘာသာပြောတာ it's on the house ကိုဘာသာပြောတာကအိမ်ပေါ်မှာလေးလို့ဘာသာပြောရပါတယ်တကယ်ကျတော့ it's on the house ရဲ့အဓိပ္ပာယ်ကဒါအလက်ကပတ်သက်မပေးရဘူးလို့ဘာသာပြန်မှာပါဘာသာပြန်တာနည်းနည်းလေး error ဖြစ်သွားတာပေါ့အဲ့ဒီနေရာလေးပါပဲကျတဲ့နေရာတွေဘာသာပြန်ထားတာအရန်မိုက်ပါတယ် ကျွန်တော်သာဘာသာပြန်ခဲ့ရဲ့ဒီလောက်ကောင်းမှာမဟုတ်ဘူးဆိုတော့အတွေ့ဝေပြီးတဲ့အထိကောင်းပါတယ်ကာတော့ကကြိုက်တယ်ဆိုရင် ethical တော့ကြည့်ဖို့ recommend ပေးတယ်ဘာသာပြန်တာအရင်မိုက်ပါတယ်ကဲနောက်ခုကျတော့ဘာသာပြန်တာအရင်မိုက်တဲ့စီးလီတစ်ခုကြည့်လိုက်ရအောင် I'm sorry earth is closed today you better pack it up and get out of here stonekeeper does this chattering animal speak for you certainly ကဲဒီစင်မှာတော့မာရမရှိဘူးကျွန်တော်ပြောချင်တာက chattering animal cherry animal အဲ cherry ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ပေါ့ပန်လေးစပြောနေသည် animal animal တော့အလုပ်သိပြီးသားဒါတော့ဘာလဲဆိုတော့ကလေးဆက်ပေါ့နော်အဲ့တော့ဘာသာပြန်လိုက်တာကဘေးတစောင်းသွားတဲ့ခွေးတရောင်စား Does this chattering animal speak for you? Certainly. ရှေးနော်ဘာသာပြောတာရှေးကျွန်တော်စတွေ့တော့ဘယ်လိုလဲငေါ့တာဘာသာပြန်ခဲ့ဒီစကားလုံးထွက်လာမှမဟုတ်ဘူးဆိုပြီးတွေးမိတဲ့အထီးကိုကျွန်တော်ကြိုက်သွားတာသူဘာသာပြန်တာရှေးတကယ်ကိုလမ်းတာအဲကြိုက်လို့လို့ဒီဒီအားလေးထက်တာပေါ့နော် ကဲနောက်တစ်ခုကြတော့ဘာသာပြန်ဖို့ကြံခဲ့တဲ့ဟာလေးကိုကျွန်တော်ပြောပြချင်တာပါကဲဗီဒီယိုလေးအရေးကြီးလိုက်ရအောင် Where's your gun? I don't know, should have been having a thing. ကဲဒီမှာတော့မားတာမရှိပါဘူးနည်းနည်းလေးကြံခဲ့တဲ့ဟာလေးပြောချင်တော့ပါ I don't know we sort of having tea we've sort of been having a tea လို့ပြောချင်တာပါကဲဒါကြောင့် we ကတော့သူနဲ့ hawk နဲ့ကိုပြောချင်တာပါ sort of ဆိုတာ kind of နဲ့တူပါတယ်အဲ့ဒါအမျိုးအစားတစ်မျိုးမျိုးပေါ့နော် a thing a thing ဆိုတာဘာလဲဆိုတော့သူတို့နှစ်ခုကြမှာမသိချင်မရတဲ့ပြဿနာမျိုးလို့ a thing လို့ထုတ်ထားတာပါအဲ့ဒါဘာသာပြန်မယ်ဆိုရင်ငါတို့ကြောက်မှာပြဿနာတစ်ခုခုများရှိနေလားမသိဘူးလို့ဘာသာပြန်မှာပါ tense အနေနဲ့ပြောမှဆိုရင် present perfect continuous တကူသူကသွားတာပါအဲ့ဆိုရင်ဒီဟာလေးကတော့ပြန်ခဲ့တာပဲပါပြန်ခဲ့တာလေးပါဟုတ်သူရဲ့ဘာသာပြန် language ကတော့အရှိဗီဒီယိုမှာတွေ့တယ်အရှိဗီဒီယိုမှာတွေ့တယ်လို့ထင်ပါတယ် အဲအဲ့ဒီကဘာကလဲဆိုတော့ Avengers Infinity War ဖြစ်ပါတယ်